အေယာဝတီတိုင်းဒေသကြီးလပုတ္တမြို့နယ်ရွှေမြင့်နယ်ပြာမလောမြင့်အကြားမှာတိဆောက်ရေးကိုဆင်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှရေငန်တားအကြားများတိဆောက်ခြင်းစီမံကိန်းနဲ့ မြေကျိုးကြီးရေတကာလေးပေါက်တိဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။အီယာဝတီတိုင်းဒေသကြီးလက်ပွကြခရိုင်အတွင်းရှိရွေးမြင့်နဲ့ပြမလို့မြင့်အကြားရေငန်ကြားကြများတိဆောက်ပေးခြင်းဖြင့်မိုးရာသီမှာစိုက်ပျိုးမြေများရေကြီးနှိမ့်မြုပ်မှုမှကာကွယ်ဖို့တဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ပေါ်လာတဲ့ဆိုင်ကလုန်းမုန်တိုင်းများကြောင့်ထုကဲ့ဒီရီတက်ပြီးစိုက်ပျိုးသိမ်းများပျက်စီးဆုံးရှုံးခြင်းမှကာကွယ်ဖို့ရေငန်ဝေရောက်ခြင်းကြောင့်စဘာပင်များပိုးကျပျက်စီးခြင်းနဲ့စဘာအထွက်နှုန်းကျဆင်းခြင်းများ မှာကာဝယ်ဖို့နဲ့အယ်နီညိုလာနီညာလိုရာသီဥတုဖောက်ပြန်မှုများကြောင့်မိုးစဘာအောင်ရေလုံလောက်စွာမရရှိခြင်းနဲ့တောက်သုံးရေပြက်လက်မှုများမှာကာဝယ်ဖို့လိုအပ်ချက်ရည်ရွယ်ဖော်ဆောင်ခြင်းဖြစ်ပြီးရေငန်ကြားကြတိဆောက်ခြင်းစင်မဲ့ကိန်းရာနှုံးပြေဆောင်ရွက်ပေးစီပါကလဲမြေဧက4500ကံကိုရေငန်ဝင်ရောက်မှုမှာကာကွယ်နိုင်မှာဖြစ်ပါတယ်။အခုအခါရွှေမြင့်နဲ့ပြာမလောမြေကြားရေငန်ကြားတာများတိဆောက်ခြင်းစင်မဲ့ကိန်းတစ်ခုလုံးရဲ့51.6ခွင့်ရာခိုင်နှုန်းဆောင်ရွက်ပေး ေးစီပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။